မင်္ဂလာပါရှင်မော်ဝင်ကျောင်းတော်ရဲ့ညီကျူဆူလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမရှင်မင်းကန့်ဘလူရဲ့ဖွားမေစိန်နဲ့ကဝီမာလီရှင်ညိုပါဝင်သောစုံမျိုးတဲ့ရက်ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ဒီနေ့မှာဖွားမေစိန်ရဲ့နေအိမ်ကိုအရှိနှာအေးရောက်လာတယ်အရှိနှာအေးဆိုတာအလုံးတီဝိသားဖြစ်တဲ့ဖွားမေစိန်ယောက်ျားဘူတာမောင်ရဲ့ညီမပဲအရှိနှာအေးအိမ်ကိုရောက်လာတော့အိမ်မှာရှင်ညိုပဲရှိတယ် အရင်နိုင်ရာရှင်ညိုအမြင်သိမ့်မကြည့်တာကိုရှင်ညိုလည်းတတိထားမိတယ်။အရှိအလဲလာလာလား။ရှင်ညိုကအလိုက်တိမေးတော့အရှိနိုင်ရီခေါင်းတစ်ချက်ညိတ်ပြီးကုပြစ်မှာဝင်းထိုင်တယ်။ဟိုအဖွားနဲ့အရှိဝင်းတို့သားမိတယ်။ဖုံးချောင်းသွားတယ်ရှိ။ကြာပြီနားသွားလား။ကြာတော့ကြာပါပြီ။တော်နေဆိုရင်ပြန်ရောက်လာတော့မယ်ထင်တယ်။အရှိခဏထိုင်အောင်နော်။ကျုပ်ရင်တွေးထပ်ပြေးပေးမယ်။ကုပြစ်ကယူနီအိုရှင်ညိုလှမ်းယူတော့ရှာတယ်။အဲ့ဒါခဏချတာ။ငါကြီးနဲ့စကားပြောချင်တယ်။ လာဝင်ထိုင်ရေအရှင်းနိုင်ရပြောတယ်။အော်ဟုတ်ကဲ့။ညီကိုပြောရအောင်မေ။မောင်တို့ကိစ္စမှာညီဝင်ပါလို့ဘိုးဘက်ရွာလူတွေတိမ်ထိနာပြီးစော်ကားပြောဆိုသွားတယ်ဆို။အဲ့ဒါဟုတ်တယ်လား။အဲ့ဒါပြီးသွားပါပြီရှင်။ဘာလို့ပြီးရမှာလဲ။ညီကြောင့်တခါမှအဲ့ဒီလိုစော်ကားမခံခဲ့ရတဲ့ငါ့မှာပြောဆိုခံခဲ့ရတာလေ။ဒါကိုညီကပြီးသွားပြီချင်းလား။ညီကဘလို့မိန်ကလေးလဲ။တနားလိုနေခွင့်ပေးထားတာ။ညီမလို့အငိမ့်မနေအေး။ အရှင်းနိုင်ရေးစကားကြောင့်ရှင်ညိုဒေါသထွက်သွားတယ်။အစပိုင်းပြောနေတာတွေရှင်ညိုစိတ်မခုဝင်မဲ့အရှင်းနိုင်ရေးစကားတွေကပူပြီးတော့ကြမ်းတမ်းလာခဲ့တယ်။ဒီမှာရှိအရှင်းကိုဖွားရင်ညမမို့လို့ကျုပ်ပြန်မပြောဘဲနေနေခဲ့တာပါ။ရှင်ညိုဆိုတဲ့ကျုပ်ကဘသူအတဏာမှခံနေသူမဟုတ်ဘူး။အခုကျုပ်အဖွားစီမှာနေတာလေ။နေစရာမရှိလို့လာနေနေရမဟုတ်ဘူး။အရှင်းမသိရဲ့ကိစ္စတွေအများကြီးပဲရှိတယ်။ဒါကြောင့်အရှင်းစကားပြောတာကိုလူကြီးပြီပြီပြောပါ။ထပ်ပြီးတော့ကျုပ်ကိုစော်ကားလိုက် ကျုပ်ဘက်ကတီးခန့်လေးမှမထင်နဲ့တော့အမလီခုတော့ညည်းရဲ့ယုံလုံးပေါ်လာပြီပေါ့မိုက်ဆိုင်လိုက်တဲ့မိကလေးအေးဒါကတော့တံပြန်မဲ့အရှိအရှိချိုတိုင်းကျုပ်ဘက်ကချိုတာပြမယ်အရှိကြမ်းတမ်းကျုပ်ဘက်ကလည်းကြမ်းတမ်းမယ်ဒါပဲလေအမလီကြားကြရဲ့လားဒီမိကလေးကငှောက်ရောင်မနေပြီငှောက်ကိုစော်ကားနေတာအရှိနိုင်မခံမရနိုင်တဲ့ဟိတ်အော်တယ်ဘာဖြစ်ကြလဲလှအေးခြံဝတ်မရောက်ခင်ကြားရတဲ့စူညံတန်ကြောင့်ဖွားမဲ့စိန်တို့ခြံဝတ်နဲ့အလောရကြီးဝင်လာကြတယ် ဖွားမယ်စင်ကိုမြင်တော့ရှင်ညိုမျက်နှာငယ်နဲ့လှမ်းကြည့်ရှာတယ်။အရှင်းနိုင်ကျုပ်တို့မအောင်ဘာတွေပြောနေပြန်ပြီလဲ။ကျုပ်ပြောထားတယ်လေ။ဒီကလေးကိုဘာမှမပြောပါနဲ့လို့။အိုးအေးမြင့်ကဘာသိလို့လဲမိဝင်းရဲ့။ဒီမိန်းကလေးလူရှိသူရှိကြ။အများတနာအောင်နေနေရ။လူကွေရမှာကြ။အတော့ကြောက်စရာကောင်းတဲ့မိန်းကလေးဧ။လှအေးညီတော်လိုက်တော့။အရှင်းနိုင်ကိုဆက်မပြောဘူး။ဖွားမယ်စင်ဟန့်တားတယ်။ရှင်ညိုအဲ့ဒီနားမှာဆက်မနေနိုင်တော့လို့အားလုံးကြောက်ခိုင်းပြီးတော့ထွက်လာခဲ့တယ်။ရှင်ညို ဘယ်သွားမလို့လဲမမမသွားနဲ့လေနန်းကြံရရှင်ညိုရဲ့နှက်ကိုပြေးလိုက်တယ်ရှင်ညိုသွားတဲ့နှက်ကိုနန်းကြံတူတူလိုက်လာတယ်ညီမနှစ်ယောက်ရွာပြင်မှာရှိတဲ့ထဏောင်းပင်အောက်မှာထိုင်နေကြတယ်မမအရှိနာယူမုံလိုက်နန်းကြံအမေကြောင့်ရှင်ညိုနန်းကြံမျက်နှာကိုကြည့်ပြီးပြုံးတယ်ပြီးရင်နောက်ခေါင်းခါပြီးမမမမုံတက်ပါဘူးညီမလေးရဲ့အရှိနာရအပြောဆိုပေမယ့်သဘောကောင်းရှာပါတယ်တဆူမမဘာလို့ထွက်လာလဲညီမလေးကတော့အရှိနာယူမကြိုက်ဘူး အရင်နိုင်ရမမောက်စုပြောချင်းစိုးချင်တာမမသူများရိတ်မှလာခုနေရတူလေအဲ့လိုလိုဘယ်ကြည့်ပြူရမလဲညီမလေးရေဟာဖွားနေမြန်မမောက်ဒီဇိုင်းတို့တခါမှမဆက်ဆံပါဘူးမမလေးညီမလေးတို့မိသားစုဝင်မယ်လေဒါတော့ကျုပ်သေးချာသိပါတယ်မမရေမမလေးသိပါတယ်အဖွားနေအရှင်ရမမဘုကောင်းရှာပါတယ်အဲ့ဒါကြောင့်ပြောတာပေါ့အရင်နိုင်ပြောတာလေအဟုတ်မှတ်ပြီးစိတ်မဆိုးနေမမရေဖွားနေမြန်မမဘုချစ်ရှာပါတယ်ဒါဆိုညီမလေးရောမမမချစ်ဘူးလားဟော ဘလို့ပြောလိုက်ပါဒီညီမလေးကအားလုံးထက်မမကိုချစ်တာပါနော်ဒီစကားအကြီးကြီးရင်တော့ရှင်ထုပြီးငိုတော့မှာပဲညီမလေးရဲ့မမမကြားလောက်ပါဘူးမမိုက်နန်းချိုင်လေးကိုကြည့်ပြီးရှင်ညိုစိတ်တွေပြန်လည်လန်းဆန်းလာခဲ့တယ်အစောပိုင်းမှာအကြီးနိုင်ကြီးစကားတွေကြောင့်စိတ်အတွင်းမတက်မသားဖြစ်ရပေမဲ့ခုတော့အဲ့ဒီစိတ်တွေပျောက်ခြင်းမလာခွဲပျောက်သွားခဲ့တယ်ကဲညီမလေးပြန်ရအောင်ဒီချိန်ဆိုအကြီးနိုင်ကြီးပြန်သွားတော့ပြီမပြန်သေးရင်ဘလို့လုပ်မလဲမမမပြန်သေးရင်တော့မမတို့တွေအိမ်ပေါ်မှာပဲတက်နေရမှာပေါ့ ရှင်ညိုနန်းကြံလက်ကိုဆွဲပြီးအိမ်ကိုပြန်လာခဲ့တယ်။ဟောပြန်သွားပြီ။အရှိနာကြီးအိမ်မှာမရှိတော့လို့နန်းကြံဝမ်းသာသွားတယ်။ကုပြေခင်မှာထိုင်နေတဲ့ဒေါ်ဝင်းကရှင်ညိုနဲ့နန်းကြံတို့ကိုကြည့်ပြီးတပြင်းချရှာတယ်။ဘယ်လိုသွားနေကြလဲ။မေဖြင့်ညီတို့စိတ်ပူနေတာ။ရွာပြင်မှာထိုင်နေတာပါမီ။အရှိနာကြီးပြန်သွားပြီလား။ပြန်သွားပြီ။ညီမီနဲ့ရှံဖြစ်ပြီးပြန်သွားလေ။ဒါနဲ့သမီးရှင်ညိုနာဒီမှာခဏထိုင်အောင်။ဟုတ်ကဲ့ပွာ။ပွားမဲစိန်ခေါ်လာကြောင့်ရှင်ညိုကုပြေခင်မှာဝင်းထိုင်တယ်။ ပါမေစိန်ရှင်ညိုတေချာကြည့်ပြီးတမိရှင်ညိုညီတောင်ကြီးရွာသွားရလိမ့်မယ်ရှင်ဘာလို့လဲပွားမမဘာလို့တောင်ကြီးရွာသွားရမှာလဲအဘွားတောင်ကြီးရွာကိုသွားနေဆိုရင် ကျုပ်သွားနေပါမယ်နန်းကြံရကလေးပြီးပြီးမျက်ရည်တွေကျပြီးငိုပြီးတော့အဘွားတောင်ကြီးရွာသွားနေဆိုရင်ကျုပ်သွားနေပါမယ်လေးတန်ပြုတ်ပြောနဲ့ပြောတယ်နန်းကြံရကလေးပြီးပြီးမျက်ရည်တွေကျပြီးငိုတော့တယ်အိုးညီတို့ညီမဘာဖြစ်နေရတော့ဘာလဲကျုပ်ကလှရေးပြောလို့ ညီကိုတောင်းကြရစီနှင်းတို့တင်များထင်းနေရလားအဲ့လိုမဟုတ်ဘူးလားဖွာမလေးအေးဒီမှာမှလှအီးလောက်ဆိုတာလှအီးပဲရှိတာသူပြောလို့သူကညီကိုနှင်းထုတ်တာမဟုတ်ရပါဘူးတောင်းကြရသွားခိုင်းနေဆိုတာဟိုကောင်မောင်တိုးနဲ့သူ့မယားကိုသွားပြန်ခေါ်ခိုင်းတာဒင်းတို့ကလည်းမခေါ်မချင်းပြန်လာမှာမဟုတ်ဘူးလေကိုကြီးတို့ကိုခေါ်ခိုင်းတာဟုတ်တယ်လေတစ်ဖက်ကကလေးမအမေကသူ့သမီးကိုဒင်းနဲ့စိတ်ချပြီးမခေါ်ပေမဲ့လို့မောင်တိုးမီမိတာဒီမှာလာလာပြီးငိုယိုနေရမို့လား သူ့ကြည့်ပြီးစိတ်မချမ်းသာလိုပါ၏။ဒါကြောင့်ညီနဲ့မအုံတို့သွားခေါ်ခိုင်းတာ။ပွားမေစိန်စကားကြောင့်ရှင်ညူခေါင်းမော်လာတယ်။ငိုနေတဲ့နှမ်းကြံလေးတိတ်သွားခဲ့တယ်။ဒါဆိုရင်တော့ကြုတ်သွားခေါ်ပေးပါမယ်ကွာ။အေးပါ၏။နောက်ပြီးစောစောလှအေးကိုလည်းဖွာစုလိုက်တယ်။နောက်အဲ့ဒီလိုမပြောစေရအောင်။ရှာပါတယ်ကွာ။ကြုံနားလည်းပေးနိုင်ပါတယ်။အေးအေးဒါနဲ့တောင်းကြည့်ပါဘယ်တော့လောက်သွားမှလဲ။မနေ့ပြန်မနေ့စောသွားမယ်ကွာ။ကိုကြီးအုံးကတော့ညီမလေးကိုသွားခေါ်ခိုင်းလိုက်ပါမယ်။အေးအေး နန်းကြိုင်မောင်အုံးကိုတွားခေါ်ပေးတယ်မောင်အုံးရောက်လာတော့ကဲဘာရီမြထွေထူးလို့သူ့ကိုခေါ်ပန်းရတာလေထူးလာတော့မရှိပါဘူးကွယ်မောင်ရင်နဲ့မောင်ရင်ညီမတို့တောင်ကြီးရွာကိုတွားခိုင်းမလို့ခမတောင်ကြီးရွာမှာဘာများဖြစ်လို့လဲဘာမှမဖြစ်ပါဘူးမောင်ရင်ညီမောင်တို့တို့လင်မယောင်တွားခေါ်ခိုင်းမလို့ဟိုမှာနေနေရကြပြီမို့လားအဲ့ဒါကြောင့်သူတို့ကိုခေါ်ခိုင်းမလို့ပဲဒါဆိုရင်တော့ကောင်းတာပေါ့ကျုံလဲဒီကောင်ကြီးကိုလွမ်းလာပြီကိုရီးယားသားလွမ်းနေရတာဒီကောင်ကြီးကမိမနဲ့ဆိုတော့ချုပ်တို့တော့သတိရပါမလားမသိဘူး မောင်ဦးကလည်းမောင်နှမမရှိရင်တူရီတော့သားပြီးပြီမောင်တို့ကိုချစ်ရှာတယ်မြောက်စလုံးညီကိုရင်းမှာတန်ရောစင်လည်းရှိကြတယ်ဒါဆိုရင်တော့မိညမရှင်ညူနဲ့မနဲ့ပြန်မနဲ့ပဲတောင်ကြီးပါသွားဖို့ပြင်ထားပြီတော့ဟုတ်ကဲ့ရှင်ညူနင်သူတို့ကိုခိုးပေးလိုက်လို့ခုနင်ပြန်ခေါ်ရပြီမို့လားဘူးဆိုင်ရဲ့နေကြည့်မောင်ဦးစကားကြောင့်ရှင်ညူပြုံးပြီးခေါင်းညိတ်နေနောက်နေ့မနေ့ကိုရောက်တော့မောင်နဲ့ရှင်ညိုတို့ဖွားမယ်စင်တို့နှုတ်ဆက်ပြီးတောင်ကြီးရွာကိုနွားလင်းနဲ့ခီးထွက်ခဲ့တယ်။နေရာနဲ့တော့ဘူးတဲ့ ရှင်နာကပင်အိမ်မှာခဏနားရအောင်ငါညီမကြီးမောင်ဦးကခီးတစ်ထောင်နားဖို့ရှင်ညူပြောတယ်အရှိရတဲ့တစ်ပင်တွေအောက်မှာနွားလေးရက်ပြီးမောဖြည်တယ်နားနေတဲ့ချိန်နွားလေးစီသူတို့နားခိုတဲ့တစ်ပင်နာကိုရောက်လာတယ်လဲကိုအဖိုးတို့မောင်းနေလာတာဖိုးကလှဲခဏရက်ပြီးရှင်ညူနဲ့မောင်ဦးတို့ကြည့်ပြီးတော့ခီးသွားရီလားဟုတ်တယ်ပါကျွတ်တို့ခီးသွားရီပါမောင်ဦးပြန်ဖြည်တာကိုနားထောင်ပြီးခေါင်းညိတ်ပြီးတော့နားပြီးရင်လည်းခီးစက်ကြွယ်ဘားလိုရွာနာကိုတစိမ့်ဧည့်သည်မလာတာကောင်းတယ် မဟုတ်ရင်မင်းတို့ဒုက္ခရောက်ကုန်လိမ့်မယ်။ကြာဘာလို့လဲပါ။ဒါတွေမေးမနေပါနဲ့ကွယ်။သွားကြရှီရဆက်သွားပါ။ဘိုးလင်းဦးမောင်းထွက်သွားခဲ့တော့တယ်။ဒီဘာပါလဲဟ။ပြောမယ့်ကိစ္စတေချာလေးပြောမတော့ဘူး။မောင်းကဘိုးကိုလှမ်းကြည့်ရင်ပြောတယ်။ရှင်ညိုအဖိုးကိုလဲထွက်သွားရဲ့အချက်ကိုလှမ်းကြည့်တယ်။ကိုရုံခီးဆက်စုဒီဘက်မှာပညာတယ်ဒီပေါ်ပုံရှာတယ်။မလွယ်ဖဲကျုပ်တို့ရဲ့အချိန်တွေမကုန်စေချင်ဟုတ်လား။အေးအေးဒါဖြင့်သွားတာပေါ့။မောင်းလင်းနွားလင်းအမြန်မောင်းထွက်ခဲ့တော့တယ်။ ပြောမဲ့သာပြောရတာဒီဘက်ရွာတွေကပညာသင်ပေါ်နေရှိညို့ရဲ့ငါတို့အရေးစီကိုစသွားတဲ့အခါကဆိုဖွားခမရသူတို့ပညာတွေနဲ့စမ်းသက်တာခံရသေးတာငါတို့ရွာဘက်တွေနဲ့တော့ကွာပါကူယုံပြောတာလည်းမှန်ပါတယ်ကျုပ်တို့ရွာတွေနဲ့ကွာချတာဆိုဖွားကသူတို့အရင်ဆုံးဥချိုးထားလို့သာငြိမ်နေကြတာကိုရဲ့ကိုရွာမှာအဲ့ဒီလိုမျိုးထက်တဲ့ပညာသင်ကိုနင်းထားနိုင်မှတခြားရက်တွေကိုစိတ်ချလက်ချသွားနိုင်တာပေါ့ကိုယုံရဲ့ဟေးကြီးလို့လားမအုံးနဲ့ရှင်ညို့တို့ ခီးနားလိုက်သွားလိုက်နဲ့မောင်ရိပ်ပြိုးလာပြီမဝေးတော့ရှင်ညိုနောက်300ကျော်ရင်ရောက်ပြီရှားတီဥရုကြောင့်ခီးရထင်းတော့မတွင်ဘူးတော့ခိုင်းစုနေဆောင်တာနဲ့ရောက်ပြီအေးဟာစကားတပြောပြောနဲ့မောင်းလာရင်ရွာတရွာနီးကိုရောက်လာရင်ကိုယုံလဲခဏရှက်လိုက်မလန့်မကန်းမှာစပင်းစုပ်ပွားနဲ့မိမတယောက်ကိုရှင်ညိုတွေ့တာကြောင့် မောင်းဦးလဲရက်စီတယ်ဘာလဲလဲကြုံတယ်မလို့လားမဟုတ်ဘူးသူကြည့်ရတာလူကောင်းမဟုတ်ဘူးကြုံလဲပေါ်ခဏစင့်မယ်ရှင်ညိုနေုံလီဘေးသွားမလို့လဲ ချက်ချင်းစင်းသွားတဲ့ရှင်ညိုမအောင်လှန့်ခေါ်တယ်။ရှင်ညိုကနွားလင်းရှိမှရက်ပြီးစပင်စပွားနဲ့မိမ့်မိုက်ယူခါထောက်ပြီးတော့ကြည်နေတယ်။ငါလမ်းကိုလာမနှောက်ရှက်နဲ့။ကို့နေရာကို့နေ။မဟုတ်ရင်တော့ငါအကြောင်းသိစေရမယ်။ရှင်ညိုပြောလိုက်တယ်။စပင်စပွားနဲ့မိမ့်မိုက်ရရှင်ညိုကြည့်ပြီးတအားရှိတယ်။ဒီမိမ့်မိုက်ရအောင်လန်းဆုံးပညာတဲ့တူဖြစ်တယ်။မိဘဆွေမျိုးသားသမီးမရှိရွာမှာအောင်လန်းတက်နဲ့ပြူစား၆စားလောက်ပြီးဝိုင်းရင်းဖြည့်ရှင်းနေတာ။သူ့နမယာမိလိုက်ဖြစ်တယ်။ ခုနေရှင်ညိုရဲ့လမ်းကိုပိတ်ပြီးတားဆီးနေတယ်။ကမလေးညီငါ့ကိုခါစားပြီးမှငါရွာကြော်ခွင့်ရမယ်။လာခါစားစမ်းဒီစကားကြောင့်ရှင်ညိုတဟားရှီမောတယ်။သူ့ကိုလောင်ပြောင်ရှီမောတဲ့ရှင်ညိုကြည့်ပြီးစုံမဒေါသကြီးထွက်နေတယ်။ကောင်မမလောက်လေးမလောက်စားအမရှီမောနီရဲ့ရှင်ညိုအပင်းထဲဖို့ကြိုးစားတယ်။ရှင်ညိုတောက်ရချက်ခောက်တော့စုံမမိလန်ရဲ့ပညာနဲ့ဖန်တီးတဲ့ရှင်ကဝအကူပြုတ်ကြပြီးလောက်တွေတဝါးဝါတက်နေတဲ့သားဘက်ပြေးပြောင်းသွားတယ်။နိပညာဒါပဲလား ချိတ်စားနေကောင်မနေအစင်းတော့နေငါ့ကိုမရှင်းလင်းနဲ့နေထက်ထက်တဲ့ကောင်မရှင်းနေခေါ်လိုက်စမ်းနေတို့လူဆုံးမတွေကိုငါဟော်ဒီလူချိမဖြက်စီးပြီမဲ့ကဝေးဟဲ့ကဝေးရှင်ညူစကားနဲ့အမူအရာကြောင့်ဆုံးမမိလိုက်ထိမ့်နှံ့သွားတယ်ချက်ချင်းမြေပြင်ပေါ်မှောက်ချပြီးကျုံမသိလို့စော်ကားမိရပါတခင်မရေကျုပ်ကိုခွင့်လို့ပါတော့ရှင်ညူဆုံးမမိလိုက်မျက်ထောင်နေနဲ့စိုက်ကြည့်တယ်နေပါကောင်မလဲဆိုတော့ပြချင်းပြလိုက်စမ်းပါအစောအသက်တည်းဘေးရောက်သွားလေကျုံမှားပါရဲ့တခင်မကျုပ်တောင်းပန်ပါတယ် ချုပ်ကိုခွင့်လို့ပေးပါစုံမမိလိုက်ရှင်ညိုတော်လေးကြောက်လန့်နေတယ်စုံမတောင်းမှလို့ရှင်ညိုမျက်လွှာပြန်ချပြီးဒေါသဖြေလျှော့လိုက်တယ်ကဲဒါဆိုရင်ဖေငါသွားမယ်လမ်းမှာမပိတ်နဲ့နင်းကောင်မရဲ့တရင်ပို့လိုက်ငါလမ်းမှာနှောက်ရှန့်ခွင့်လို့ပေးမယ်မထင်နဲ့လို့ဟုတ်ကဲ့ချုပ်ပြောထားပါမယ်ရှင်ညိုနွားလေးပေါ်ပြန်တက်တယ်စုံမမိလိုက်တို့ရွာကိုကြော်တော့ငါတို့အရင်တစ်ခါကဖွားနေတူတူလာဘူးပါလေခုလိုမကြုံဘူးပါဘူးရှင်ညိုရဒါတော့ဘယ်တူမလဲကိုကြီးဦးရင်ဖွားကြောင့်သူတို့တည်ပြီးနောက်ပြီလေ ကျုပ်ကြောင့်တော့သူတို့ခုမှသိမှာအေးဟာဒီဘက်ရွာတွေကအတော်ဆိုးတယ်မအောင်စကားကိုရှင်ညိုခေါင်းငိတ်ထောက်ခံတယ်ရွာတွေကကြုံလွန်ပြီးတဲ့နောက်တောင်ကျေးရွာကိုရှင်ညိုတို့ရောက်လာတယ်ခြံဝိုင်းထဲဝင်လာတဲ့ရှင်ညိုတို့နွားလဲကြောင့်ထမင်းစားနေတဲ့မောင်တို့တို့အန်ဩဝမ်းသာကုန်တယ်ဟာရှင်ညိုနဲ့ကိုယုံတို့ရောက်လာတာပဲဘယ်နဲ့လဲငါကောင်ကြီးဒီမှာတော်ပြောနေပုံပဲမင်းကတော့ငါတို့ကိုမေ့နေပြီမေ့ငါတို့ကတော့မမေ့ရလို့ရောက်လာခဲ့တာကွာဟာဗျာကျုပ်ကမေ့စရာလားကိုယုံရလေရှိသူရွာနဲ့အမေကိုလွှမ်းရနေတာ ဟောဗျာမိမဘေးနာထားပြီးမင်းရရွာကိုနွမ်းနေရပေါ့အမလေးဗျာရှက်နေတဲ့အကြီးနေကောင်းနေနော်မောင်အောင်ကမောင်တိုးကိုစာရင်ဒေါနော်ခန်းကိုနှုတ်ဆက်တယ်ရှင်ညိုတော့ခင်မချင်းနဲ့မိညက်တို့ကလာခေါ်ကြတယ်လာလာထိုင်ကြသမင်းစားရင်တခါရဲ့အတူစားလိုက်ကြရင်ရှင်ညိုလက်စေးပြီးဒေါနော်ခန်းတို့နဲ့သမင်းအတူဝင်စားတယ်မောင်တိုးနဲ့မောင်အောင်ကနွားတွေကိုအစာကျွေးရေးတိုက်လုပ်ပေးတယ်သမင်းစားတောက်ပြီးမှစကားထိုင်ပြောကြတယ်အမ ကျုပ်ကွာ အမကိုစိတ်ချမ်းသာအောင်ထားရလားထားပါလေညီမလေးတန်းနဲ့အမမေတို့အမကိုတော်စိတ်ဆိုးနေပြီနိုင်ခင်ဗျားချစ်တဲ့အောင်သူ့မေချောင်းမေးတန်ဖြောတော်အားငယ်နေရှာတယ်ကျုပ်တို့လာတာလေအဲ့ဒီကိစ္စပဲမရဲ့အစပိုင်းကတော့သူလင်းစိတ်ဆိုးတာပေါ့ဒါပေမဲ့ကိုကြီးတိုးနေဆိုတော့စိတ်ချရတယ်တဲ့အမတို့ရွာပြန်လာမှဝယ်ဆောင်နေတယ်တဲ့အဲ့တကယ်ပြောရလားညီမလေးတကယ်ပြောတာပါအမခင်မချေကောင်းညိမ့်ပြီးဝမ်းသာမြေကြီးကြနေတယ်။ကျုပ်မပြောဘူးလား။ကျုပ်ရောက်ခမိုင်နေကျုပ်ရောက်ဖိုင်ရ ျုပ်နဲ့သဘောတူပါတယ်ဆိုဟဲ့ကမောင်တို့သဘောတူတာမင်းရောက်ခမကြီးပဲတူတာကရောက်ဖိုင်ရမင်းကိုတားချင်းချင်းနေတာဟိဗျာမောင်ဦးစကားကြောင့်မောင်တို့မျက်နှာရှုံသွားတယ်မောင်တို့ကိုကြည့်ပြီးရှင်ညိုတို့ဒွန်တော်ခန်းတို့သဘောကြကုန်တယ်ရှင်ညိုလည်းခင်မချင်းနဲ့မောင်တို့တို့ရွာအကြောင်းကိုပြောပြတယ်တတ်ဆိုငါမေငါ့ကိုလွမ်းနေရှာတာပေါ့တော့လွမ်းလို့ပဲလားဒါမှမဟုတ်ကျုပ်နဲ့မယားသဘောမတူတာလားကိုမဟုတ်တော့ပါဘူးအမေကကျုပ်နဲ့ညီမကိုမတန်ဘူးတော့ထင်နေမှာဘာလို့လဲဆိုတော့ ကျုပ်ယူထားရေးကျုပ်မင်းမချောလာလေးလေဗျာအဲ့ဒါတော့အမှန်ပဲမောက်တို့ရမင်းနေတော့မတန်ပါဘူးကွာဟာဗျာကိုယုံကလည်းကျုပ်စုပြောဖို့ပဲချောင်းနေရောတာကိုကြီးတို့ရင်ကိုယုံကသူ့ရင်မင်းမယူသွားလို့ကိုကြီးတို့ဒေါသထွက်နေတာအဲ့ဒါမကြည်နဲ့ချက်ကြောင့်ပဲကိုကြီးတို့ခုလိုပြောနေရဖြစ်ရမယ်ဟာဟုတ်လားဒါတော့ဗျာသူ့ကိုသူနဲ့သူ့ပဲဗျဒေါသမထွက်လीနဲ့မောင်တို့စကားကြောင့်ရှင်ညိုလို့ရှင်နိုင်ကြတယ်ငါလည်းအကြီးကျေးဇူးကြောင့်သူ့ကိုသေချာထားနိုင်တာဟာ မိညက်ကလည်းသူ့မောင်ကယူဆိုင်ပေးရှာပါတယ်။ဟုတ်ပါခုရွာပြန်တော့မယ်ဆိုတော့အရှင်နဲ့မိညက်တို့လွမ်းနေရပြန်တော့မှဒီလိုလေးပဲဟုတ်မလဲကွယ်အရှင်ဘက်ကမောင်ရင်တို့လည်းမရဘူးတန်ရောစင်ရှိလို့သာလိုအပ်တာမရှိအောင်ထားထားတာပေါ့ရွာကိုပြန်သွားပြီးမင်္ဂလာဆောင်ရင်လေးအရှင်ကိုလိုက်လာကြမှာပါ။တဆူကျုပ်တို့ပြန်အရှင်ကိုလိုက်ခဲ့မှာပေါ့ဒါပေါ့ကွယ်တဆူမိညက်တို့အရှင်ဝင်းတို့နဲ့ထပ်တွေ့ရအောင်မေပြောလိုက်တာမိညက်ကတောင်တွန်းရွာကိုလိုက်ရမယ်ဆိုလို့ပြောရွှင်နေတယ် အလုံးလေးခုမှပြန်ဆုံတာမို့ပြောစရာစကားတွေမကုန်နိုင်ဖြစ်နေတယ်။စကားဆက်ပြောရင်သကောင်ရံရောက်မှအိယာဝင်ခဲ့တယ်။ရှင်ညိုနဲ့ဒွန်တော်ခန်းတို့မိသေးပဲထိုင်နေတယ်။ဘလို့လဲရှင်ညိုလမ်းမှာစင်ပြေရဲ့လား။အရှိနေရပညာတဲ့ပို့လိုက်တာအရှိရဲ့လမ်းမှာတယောက်တော်တွေ့ခဲ့တယ်။ဒါပေမဲ့ကျုပ်ကပညာတော့မထုတ်ရသေးဘူး။သူ့မှာပြန်ရခန့်လို့တော့ဒီလိုပါပဲ။ဒီလိုကပညာကြီးသေးတာမဟုတ်ဘူး။တခုခုစုပြုစားမယ်၊ခြောက်စားမယ်ဆိုပြီးလုပ်နေကြတာ။ညီတို့လူမျိုးတွေ့တော့မှဒီလိုမှတ်ကြတာ၏။ အရှင်နဲ့ဒီနေကိုပိုင်တာနဲတဲ့စူးစမ်းမှုတော့မဟုတ်လောက်ဘူးတနောက်ပညာသင်တွေပေါ်တဲ့နေရာကြီးမှာအရှင်နေနိုင်တာကြုတ်ချီးကျူးမိတယ်အမလေးဤကြုတ်ကိုမြောက်မနေစမ်းမှနဲ့ရှင်ညူရဲ့ဒေါ်တော်ခန့်ရှင်ညူစကားကြောင့်သဘောကျသွားတယ်ဒီလိုနဲ့ရှင်ညူတို့တောင်ကျေးရွာမှာတရက်မြတ်ဆက်နေပြီးနောက်ရက်မှာတော့ဒေါ်တော်ခန့်တို့ဘာခေါ်ပြီးတောင်ထုံးရပြန်ခဲ့ကြတော့တယ်ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုဒီနောက်နဲ့ပဲရှင်းနာကျင်ပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်